ားလုံးပဲမင်္ဂလာပါဗျာအဲ့တော့ကျွန်တော်တို့မနေ့ညကတော့ဒါလီဗာပူးပွဲနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့ဒါပွဲပြီးဟိုခန်းစားချက်လေးဗီဒီယိုအနေနဲ့လုပ်ဖြစ်တယ်ပေါ့လေအဲ့တော့အဲ့မှာကတော့ခန်းစားချက်တွေကတိတ်ကောင်းနေတော့လေပြောစရာစကားလုံးတွေရှိတယ်ဆိုပေမဲ့အဲကြံခဲ့တဲ့အကြောင်းအရာအချက်လက်လေးလည်းရှိတာပေါ့လေကျွန်တော်ရဲ့ကိုပိုင်ထင်မြင်ယူဆချက်လေးတွေလည်းကြံခဲ့တာပေါ့အဲ့တော့အခုဒါနောက်တဲ့ဗီဒီယိုလေးတစ်ပုတ်အနေနဲ့ပြီးခဲ့တဲ့ပွဲရဲ့အဲကျွန်တော် ပွဲပေါ်မှာကျွန်တော်ရဲ့အမြင်နေအဲကျွန်တော်ရဲ့ဟိုဘယ်လိုခေါ်မလဲချက်ကမှုလေးတွေကိုကျွန်တော်အာတင်မြူဇာချက်လေးတွေကျွန်တော်ပြောခြင်းတယ်ပေါ့လေအဲ့တော့ကျွန်တော်အခု sorry ကဗီဒီယိုလေးလည်းလုပ်ခုရဲ့ဗျာဗီဒီယိုလုပ်ခုခဲ့တယ်ဆိုတော့ကျွန်တော်ဒါ EPL အစပေါ့လေ Premier League အစဘိုင်းယာဒီပွဲတွေမှာကျွန်တော်တို့ဒါ last minute game back နဲ့ပြန်လာတဲ့လက်ရှိ champion ဆိုပြီးကျွန်တော်တို့ရှာကြံပြီးဂုဏ်ယူခဲ့ကြတဲ့ကိစ္စလေးတွေရှိရလို့ဘူးရဲ့အနေအထားကိုအဲ့တော့ last minute comeback ဆိုတာတရားစီမှာပွဲ30ကျော်ကစားတဲ့ပွဲမှာ last minute comeback ကဘယ်နှပွဲလုံနိုင်မှာလဲပေါ့လေအဲ့တော့အဲ့မှာတည်းကကျွန်တော်စိုးရိမ်နေပြီပေါ့ဟို liverpool အသင်းရဲ့တကယ်ကို brother mimi form ပြပြဝဝနဲ့ကစားကွက်နဲ့ technique နဲ့ new view ဟာနဲ့စီစီပိုင်ပိုင်နဲ့ကစားခဲ့တဲ့ပွဲတွေကိုကျွန်တော်မတွေ့ခဲ့ရဘူးပေါ့လေအဲ့ဒီအတွက်ကြောင့်ကိုယ်အသင်းရဲ့ရည်ရှိသွားမဲ့ title challenge title race မှာကျွန်တော်တို့ကစိုးရိမ်လာတာပေါ့လေ စိုးရိမ်တဲ့အတိုင်းဖြစ်လာပြီပေါ့လေအဲ့တော့ဟိုပို့ပြီးတော့ဟိုဘယ်လိုကောခံစားရတာပေါ့ကိုစိုးရိမ်တဲ့အတိုင်းဖြစ်လာတော့ပို့ပြီးခံစားရတာပေါ့အဲ့တော့အလုံးသိကြတဲ့အတိုင်းပဲဟိုပြီးခဲ့တဲ့အဲ့လို EPL ကြီးမှာ၄ဘွဲ့ EPL ပေါ့မဟုတ်လီဗာပူးရဲ့တက်တန်းတစ်ချောင်းမှာ၄ဘွဲ့ဆက်တိုက်အရှုံးဆိုတာကြီးကတော်တော်လေးကိုအာကျွန်တော်တို့ဟိုဖြစ်တော့ဖြစ်ခဲပေါ့လေဒါ Brian Roger ခင်မလားမသိဘူးတခါဖြစ်ဖို့တယ်ပေါ့ ကြားတော့မဖြစ်ဘူးပေါ့โอเคနောက်တစ်ခါကျတော့ကျွန်တော်တို့မနီယာပွဲဆို Manchester United နဲ့ကိုကျွန်တော်တို့ Anfield မှာကျတော့မရှုံးတာကိုနှစ်ကိုနှစ်ဆိုတဲ့တက်တန်းတစ်ခုရှိပြီကိုနှစ်ဆိုတဲ့တက်တန်းဆိုဆိုတာကတခြားပြန်ပြီးတော့ဟိုပိုင်စားကြည့်မယ်ဆိုရင်900ဒီပေါ့ဗျာတနည်းကို100ဒီ EPL ကျင်းပနေ900ဒီရှိပြီပေါ့လေအဲ့ဒီ record ကိုဒါ slot က break လုပ်လိုက်ပါဘို့နော်အဲ့တော့ record breaker တော့ဖြစ်သွားတာပေါ့ဒီ Arnie slot ကဟို ရာဂန်ကလော့လက်ထက်မှာလည်းမဖြစ်ခဲ့ဘူးအနည်းဆုံးပေါ့နော်တည်ရောကျွန်တော်တို့ရအောင်ယူနိုင်တယ်အဲဘာဖြစ်ပြောကျွန်တော်ဆိုလိုချင်တာအသင်းကြီးနဲ့အသင်းပြိုင်ဆိုင်ကြီးကြရတယ်ဆိုတော့ဘယ်အသင်းဖောင်မဲအောင်နေအောင်နေဘယ်အသင်းကဘယ်ရာသီမှာဘလို့ပဲခြေစွမ်းနေညံ့ဖြစ်နေညံ့ဖြစ်နေလီဗာပူးနဲ့မန်ယူတွေ့တဲ့ပွဲတိုင်းဟာခြေစွမ်းညံ့ဖြစ်နေအသင်းကလည်းအမောက်ထောင်ပြီးတော့မင်းပါလဲငါပါလဲဆိုပြီးတော့ရှင်းမြအကုန်ပုတ်အော်ပြီးကန်ကြတာဗျအဲ့တော့အဲ့ဒီပွဲကလည်းတက္ကပါလုံးရဲ့စိတ်ဝင်စားမှုခံရတဲ့ပွဲပဲ ဲ့တော့အဲ့လိုပွဲကိုသတိကြီးကြီးထားကြရတယ်ပြီးတော့နာတရားတာတာဆိုလို့အိမ်ခွဲဆိုတဲ့ chance တစ်ခုပဲရှိတာအာဒီတရားစီလုံးဒီအသင်းကခြေပြက်နေလို့ကွာအစ်စီနိုင်ပါတယ်ဆိုတော့ခံမှန်းချက်မျိုးကသူတို့နှစ်သိန်းတွေ့တဲ့ပွဲမှာခံမှန်းလို့မရဘူးဗျအဲ့တော့ခုနပြောသလိုဘလောက်အသင်းကဘလို့ပဲခြေပြက်နေခြေပြက်နေသူတို့နှစ်သိန်းတွေ့ပြီဆိုလို့ရှိရင် အာတာချက်ဆိုတာကခြေစွမ်းဆိုတဲ့ကိစ္စမှာတိတ်မရှိဘူးအိမ်ခွဲဆိုတဲ့အာတာချက်ပေါ်မှာလည်းရခိုင်လုံးပုံများတယ်ပေါ့လေဒါကတော့ရေဘူးကတုံးတက်တာပေါ့ အဲ့လိုဘက်မှာအိမ်ကွေးမှာရှုံးသွားခဲ့ရဆိုတော့လေပို့ပြီးတော့လေဟိုဟိုအာဒေါ်ဒေါ်သားထွက်လာတော့ပေါ့လေအဲ့တော့အာနောက်ပြီးတော့အဲ့ပေါ့နော်ကျွန်တော်ရှေ့ပိုင်းပွဲတွေမှာကမ်ဘက်ကမ်ဘက်ကမ်ဘက်နဲ့ဟိုမိနစ်80နောက်ပိုင်းကမ်ဘက်မိနစ်90နောက်ပိုင်းကမ်ဘက် injury time ကမ်ဘက်တွေနဲ့ကျွန်တော်တို့ကဖြည့်သိမ့်နေရပေါ့အမှန်အဲ့ဒါကြီးကဟိုဒီရေရှည်ပြိုင်ပွဲကြီးတစ်ခုအတွက်ကဟိုတင့်လျော်လျောက်ပဲတဲ့အကြောင်းပြချက်နဲ့ဟို ဘယ်လိုခေါ်မလဲဖြည့်သိမ်းမှုတစ်ခုမဟုတ်ဘူးဗျเนาะအဲ့တော့ထင်လာတဲ့အတိုင်းမဖြစ်လာပဲ Crystal Palace ကိုရှုံးနေတောက်ချောက်ရှုံးလာ Crystal Palace ကိုရှုံးနေเนาะအဲ Chelsea ကိုရှုံးနေ Champions League မှာရှုံးနေထားလိုက်ပါတော့တောက်ချောက်ရှုံးလာအဲ့တော့ကျွန်တော်တို့အသင်းကလက်ရှိ Champion EPL Champion Champion အသင်းတစ်သင်းကကျွန်တော်ဆိုလိုချင်တာက rebuild ပြန်လုပ်တာမဟုတ်ဘူးဗျအသင်းလုံးကိုဖျက်ပြီးတော့အစအဆုံးပြန်တည်စောက်ချင်တယ်မလို့ဘူး Champion အသင်းက ဒီပေါ်မှာပဲကျွန်တော်တို့ကဟိုဟိုဘယ်လိုခေါ်မလဲရှိပြီးသားအသင်းကိုကျွန်တော်တို့ကဟို moment ပြင်ဆင်ပြီးတော့ဒီတဲ့ပူကောက် upgrade လုပ်ဖို့ပဲလိုတာအစဆိုးပြန်ပြီးတော့တိဆောက်ဖို့လိုတဲ့အသင်းမဟုတ်ဘူး champion အသင်းနောက်ပြီးတော့ liverpool ဆိုတဲ့အသင်းပြပထမတန်းကနေတက်လာတဲ့ championship ကနေတက်လာတဲ့အသင်းတစ်သင်းလည်းမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကငွေပုံအောင်ပြီးတုံထားတယ်ဗျာနော်တကယ်ကိုတန်းကိုယာကနဲ့အကြီးကျော်တုံထားတယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဟိုကစားသမားအသစ်ကြီးရောက်လာလို့အချိန်ပေးရမယ်ဆိုရယ် reason တော့ပေးလို့မရဘူးပြကျွန်တော်အဲ့အရာကိုလက်မခံဘာလို့လဲဆိုတော့ကျွန်တော်တို့တုံးထားတာဘောလုံးသမားတစ်ယောက်ကို star value မြင့်တဲ့ဘောလုံးသမားတစ်ယောက်ဘောလုံးသမားတစ်ယောက်ကိုဒေါ်လာကိုတန်းကိုရာနဲ့ချီပြီးပေးတုံးထားတာဗျာအဲ့တော့အဲ့လိုရာနဲ့ချီပေးတုံးထားတဲ့တန်ဘိုးကအသင်းကိုရောက်လို့ရှိရင်အချိန်အနည်းငယ်အတွင်းမှာအဝင်ကွန်ကြဖြစ်ပြီးတော့ ဒီယာဒီခေါ်ရင်ဒီယာဒီရဲ့ကနဦးအစမှာပဲ intro မှာပဲအဝင်ခွင့်ကြဖြစ်ပြီးတော့ယာစီကလေးယာစီအစုံမှာကျွန်တော်တို့ title race မှာကျွန်တော်တို့က challenge လုပ်နိုင်ဖို့ခေါ်တာလေဟုတ်တယ်မလားကျွန်တော်တို့ကငွေမသုံးခြင်းလို့ academy ထွက်တဲ့ကစားသမားလေးတွေလူငယ်လေးတွေ express ယူလို့ရအောင်ကျွန်တော်တို့ကခေါ်ပြီးတော့ဟဲ့ခဏအချိန်ပေးလိုက်ပါအောင်ကလေးတွေကအခုမှပြိုင်ပွဲအကြီးကိုဝင်ပြိုင်ဘူးတာတို့အခုမှ EPL ကံဘူးတာတို့တော့ပြောလို့မရဘူးလေအဲ့ဒါဆိုတော့ကျွန်တော်ပြောတာအချိန်ပေး right man နဲ့ဟုတ်ကျွန်တော်တို့ ဒေါ်လာတန်းရာနဲ့ကြည်တုံးလိုက်ကိစ္စအဲ့လောက်ထိအချိန်ပေးစရာအကြောင်းမရှိဘူးဗျာအဲ့ reason တော့ကျွန်တော်ဟိုလက်မခံအောင်အဲ့တော့ဒီလူတွေရောက်လာပြီထား okay ရောက်လာပြီဆိုတဲ့အချိန်မှာဒီလူတွေကိုအသားတကျနဲ့သူ့ညာနဲ့သူအဝင်ခွင့်ကြ management လုပ်နိုင်ဖို့ကဒါ manager ဘုံမှာတာဝန်ရှိတယ်နှိပြဘုံမှာတာဝန်ရှိတယ်အဲ့တော့အခုချိန်ဒီ earnest log ကသူခေါ်ထားတဲ့ကစားသမားတွေကိုအဝင်ခွင့်ကြတုံးဖို့သူလျှောက်ပြီးတော့ဟို start up နေတဲ့ပုံစံပဲရှိနေသေးတယ်လို့ကျွန်တော်ထင်တယ် အဲ့တော့ကျွန်တော်ရှေ့နွာလောက်ကပြောဘူးတယ်ဗျအဲခရစ်စဘဲလေးဆိုရှုံးပြီးတဲ့နောက်မှလာမပြောဘူးအဲအာနိစလော့ကလို့ယာဂန်ခလော့ရဲ့အရှိန်နဲ့လိမ့်နေတဲ့နီးပြလာလို့ကျွန်တော်ပြောဘူးတယ်ဗီဒီယိုတစ်ခုလုံးနဲ့အခုအဲ့တိုင်းဖြစ်ဖို့သူကတက်တည်ပြနေလို့ဖြစ်နေတယ်ပြီးခဲ့တဲ့နှစ်ကယာဂန်လော့တိဆောက်ထားတဲ့အထိုင်ပေါ်မှာသူနည်းနည်းလေးပဲပေါ်လစ်တင်လိုက်တာဗျာမွန်းမှန်လိုက်တယ်ဟောကျွန်တော်အဲ့အတွက်လည်းကျွန်တော် appreciate လုပ်ပါတယ် ဟို gap ဘူတို့เนาะကျွန်တော်တို့ graven bash တို့ဟို and ဟို jagen clock လက်ထက်မှာတိတ်ပြီးတော့ polish မဖြစ်ခဲ့တဲ့မပြောင်းလက်ခဲ့တဲ့ကစားသမားတွေ honest law လက်ထက်မှာ သူ့နေရာနဲ့သူ ဖြစ်လာတယ်ဒါလေးတွေကတော့ကျွန်တော်တို့ဒါ approve law ပေါ့ပါနော် bridge law ပေါ့ပါအဲ့လိုမျိုးပေါ့နော်အခုကျတော့သူ့ချီသူ့လက်ဖြစ်သွားပြီဒီရာသီပြီးွားချိန်မှာ champion ဖြစ်သွားပြီးတဲ့နောက်ပိုင်းရာသီအစ်အစမှာ2025 26မှာအဲ့ဒီမှာကျတော့ကျွန်တော်တို့ရဲ့တကယ် ရံလှော့ရဲ့တကယ်ဟိုဒီဆောက်ထားတဲ့အသစ်ကတောက်တန်အချို့သူတောက်တန်အသစ်တင်နေလဲတယ်ပေါ့ဗျာထားလိုက်ပါအဲ့လက်ဇန်ဒါအာနိုထွက်သွားတယ်လူးစ်ဒီယက်ထွက်တယ်အာဒါဝနူးနက်ထွက်တယ်အဲနောက်ပြီးတော့အာနီယိုအာအယ်လီယက်ထွက်တယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒါအဲနောက်တန်းမှာရှိသေးတယ်ဗျာအခဏလေးကျွန်တော်နာမည်မေ့ထားလိုက်ပါအဲ့အဲ့ထွက်တယ်ဗျာအခုသူ Florian Wish ခေါ်တယ် East Side ခေါ်တယ် ATK ခေါ်တယ် နော်ကာကက်ခေါ်တယ်ဖရင်ဘောင်ခေါ်တယ်โอเคအဲဒေါ်လာကိုကျွန်တော်တို့နော် half billion ရှိရနော်ကျွန်တော်တို့နော်အဲ့ဒီနှီးပါးနဲ့ခေါ်ထားတဲ့ကစားသမားတွေကအကယ်ဒမီအတွက်ကစားသမားတွေပုံစံမျိုး reason လာပြီးလို့မရဘူးကကျွန်တော်ဒေါ်လာတန်းအများကြီးပြီးပြီးခေါ်ထားတာအာသူတို့အချိန်ပေးလိုက်ပါအောင်လို့နှီးပြဆိုလည်းအဲ့လိုပဲဗျာတရားဒီလောက်အချိန်ပေးပေးစရာမလိုဘူးဗျာကျွန်တော်တို့ကအသိဉာဏ်ကြီးဗျာလက်ရှိ champion ဗျာနော် အင်္ဂလန်နိုင်ငံ EPL တိုင်းမှာအတင်းကြီးတင်းနဲ့ရက်တီလာတဲ့ဥစ္စာနီးပြရောက်လာတခါတည်းကောက်ဆွတ်ပြီးတော့တခါတည်းကိုအဲ့ဒီနှစ်အတွက် Champion Challenge ကိုဖြစ်ကိုဖြစ်ရမှာ Title Race ကို Challenge ကိုဖြစ်ကိုဖြစ်ရမှာဟာတိဆောက်ပါစေဦးဆိုတာဒါကျွန်တော်တို့အတင်းငယ်ကြီးပြတဲ့ reason ဗျာကျွန်တော်ပြောတာအတင်းငယ်ကြီးဟိုဟိုဘယ်လိုခေါ်မလဲ market value အရန်နေတဲ့ player တွေနီးပြတွေဒီလိုလူတွေပြတဲ့ reason ဗျာ market value အမြင့်တဲ့လူတွေကတော့ဒါမျိုး reason ပြရတော့ကျွန်တော်လက်မခံအောင်အဲ့တော့ဒီလူတွေကိုသူခေါ်ထားတဲ့သူဒေါက်တန်တစ်တွေလဲထားတဲ့လူတွေသူအဝေးကြမတုံနိုင်မနေ့ကဆိုရင်ကျွန်တော်တောက်လျှောက်ပေါ့နော်ရှုံးပွဲတွေကျွန်တော်တွေ့တယ် crystal palace နဲ့ရှုံးတယ် chelsea နဲ့ရှုံးတယ်ဟိုနိုင်တဲ့ပွဲတွေကြတော့လေအားကျုံမတန်တဲ့လက်ကမောင်းခတ်ပြီးကျွန်တော်တို့အောင်ပွဲခံခဲ့ရတာမဟုတ်ဘူးပြဟိုကျင်းတဲ့ချက်ထဲကနေကျွန်တော်တို့ကဟို အသက်ယူဘောက်လေးတစ်ခုရလို့ဟိုအောင်ပွဲခံရတယ်လို့မျိုးခံခဲ့ရတာဗျအဲ့တော့ စဉ်းပြေမနေဘူးပေါ့ဗျာအဲ့တော့အဲ့လိုဘွဲတွေကိုကြည့်ပြီးလို့ရှိရင်ဟို Louis Diaz တို့ Darwin Nunes တို့ပြန်ပြီးသတိရအောင် Darwin Nunes တို့ကတော့လည်းကျွန်တော်တို့လည်းမှားခဲ့တဲ့ဘွဲတွေသူသူ့ရဲ့ lower chat တွေရှိခဲ့တဲ့ဘွဲတွေမှာကျွန်တော်တို့ fan တွေအနေနဲ့ကျွန်တော်တို့ဒါအဲသူ့ကိုပြောခဲ့ဆိုခဲ့တာရှိတာပါပဲဒါပေမဲ့လည်းဟိုသူတို့တဲ့တားတဲ့လူတွေရောက်လာစီရင်လို့ကျွန်တော်တို့ကသူတို့ကိုဆွတ်လွတ်ခဲ့တာလေအဲ့တော့သူတို့တဲ့တားတဲ့လူတွေရောက်မလာတာလား သူတို့ရဲ့တာလူရောက်လာရဲ့နဲ့နီးပြရဲ့ management နဲ့နီးပြရဲ့ဟိုနီးစနစ်နီးပြရနဲ့အဝင်ကိုကြမဖြစ်တာလားဆိုတော့တို့ဒါပြန်ပြီးတော့သူတို့သုံးသပ်ရမှာပေါ့လေအဲ့တော့သူတို့ရဲ့တာတဲ့လူတွေနဲ့ငါတို့အသင်းယူပို့ပြီးအကျိုးပြုတော့မယ်ငါတို့ liverpool ကပို့ပြီးတော့အာဟိုဘယ်လိုကောင်းမလဲထိတ်ဆုံးရောက်တော့မယ်ဆိုတော့မျောလင်းချက်ကြီးထားထားပြီးဂါမသူတို့ပြန်လွမ်းနေရတဲ့အဖြစ်ကြီးကျွန်တော်ခန်းစားနေရတယ်မနေ့ကဆိုလို့ရှိရင် ကပ်ဖို့နေရာမှာ Louis Diaz ကိုကျွန်တော်လွှမ်းတာပေါ့ဗျာเนาะဟို ADK တို့ Ezet တို့နေရာမှာ Darwin Nunez ကိုလွှမ်းတယ်ဗျာသူကတော့ goal သိတိကြတာမသိကြတာနောက်တကန်တာဗျာဒါပေမဲ့ Darwin Nunez ရဲ့ကိုင်းထဲမှာပေါက်ခွဲအားတော့အခုလက်ရှိကစားနေတဲ့ဘယ် player မှတော့ရှင်လို့မရအောင်အဲ့ဒါတော့အမှန်ကန်ပဲဟိုတော့ဆို Harrison တို့ရှိတယ်ဗျာ Captain Harrison တို့ရှိတယ်ဟိုတော့ Steven Gerrard တို့ရှိတယ်ဗျာကျွန်တော် Liverpool မှာအသင်းအတွက်ပေးခြင်းနဲ့ပေါက်ခွဲအားသူတို့စီမှာရှိတယ် force အပြည့်နဲ့ရှိတာကိုင်းနဲ့ဝင်ပြီဆိုရင်တကွင်းလုံးပတ်ကျုံတော့တာ အဲ့ဒီ force မျိုးက down newness မှာရှိတယ်။အဲ့တော့မနေ့ကအဲ e set တို့ adk တို့ရဲ့နေရာကို down newness ကိုလွမ်းတာပေါ့ဗျာ။သူဆိုလို့ရှိရင်ဘာပြောပြောဟိုကျွန်တော်တို့ရဲ့ဟိုအားပေးတဲ့ပရိသတ်တွေအတွက်လည်းဟိုဘယ်လိုခေါ်မလဲပိုပြီးတက်ကြွသလိုအသင်းကစားပေါ်တွေအတွက်ကောပိုပြီးတော့အဲ့လိုမျိုးစူလောင်စေတဲ့အဲပံ့ပိုးမှုတွေပောက်ခွဲမှုတွေရနိုင်တာပေါ့ဗျာ။အဲ့တော့ မနေ့ကပွဲဆိုလည်းအဲ့လိုပါပဲကျွန်တော်ပြောခဲ့တယ်ခဏခဏပြောတယ်ဟိုခဏခဏပြောဆိုကျွန်တော်နားလေလို့ပြောနေအောင်ဟိုမြင်လို့ပြောတာပေါ့နော်ဒီနီးစနစ်တွေနီးပြောရလဲနားမလဲပါဘူးကစားကွက်အခင်းချင်းတွေလည်းသဘောမပေါက်ပါဘူးဟိုရှည်နှဲကိုရှည်နှဲနဲ့လဲရတော့မထူးဆန်းဘူးဗျာကစားကွက်ပြောင်းစီစဉ်တာနောက်တန်းကိုနောက်တန်းနဲ့လဲရတော့မထူးဆန်းဘူးလူကလဲရမှာပေါ့မောရင်လဲမယ်နားရင်လဲမယ်ဗျာဒါပဲလေဒီနှမျိုးပဲရှိရပါဟုတ်တယ်မလားစတမနာကြရင်လဲမယ်အင်ဂျူရင်ဖြစ်ရင်လဲမယ်ပေါ့ဒါပဲရှိရပါအဲ့တော့အဲ့ပုံစံကြီးလဲနေလို့ကတော့ကျွန်တော်အဆင်မပြေဘူးလေ နောက်တန်းကိုနောက်တန်းနဲ့လဲတယ်အလဲတန်းကိုလဲတန်းနဲ့လဲတယ်ရှေ့တန်းကိုရှေ့တန်းနဲ့လဲသွားတာဘာအဆင်ပြေမှာလဲသူတို့တဦးချင်းစီရဲ့ individual skill ကြောင့်သာကျွန်တော်တို့ကဟိုတခုခု effect ဖြစ်ရင်ဖြစ်မှာဗျာဟိုဒီတိုင်းကတော့ကစားကွက်ပုံစံတော့အများကြီးပြောင်းသွားမှာမဟုတ်ဘူးဗျာဆိုလိုချင်တာအဲ့တော့နောက်ပြီးတော့ frame bound လို့တကယ် rival တယောက်ကိုခေါ်ထားရဲ့သားနဲ့ bradley လည်းရှိတယ် frame bound လည်းရှိရဲ့သားနဲ့ so bosla ကိုအဲ့ဘက် right back မှာဘာကိစ္စကစားစီခြင်းနေတာလဲဆိုတာကို ယာစီအစတဲကောက်ကိုကျွန်တော်က question ထုတ်နေအခုထိလည်းသဘောမပေါက်ဘူး။ဘာဖြစ်လို့လဲကျွန်တော်လည်းသဘောမပေါက်ဘူး။ဘာဖြစ်လို့အဲ့မှာကစားတည်နေလဲ။ suppose line ကဘယ်နေရာအတွက်ကျွန်တော်တို့က contract လုပ်ပြီးခေါ်ထားတာလဲ။ဟုတ်လားကျွန်တော်ပြောတာ။ဟို Messi ဆိုရင် Messi နေရာမှာပဲကစားရမှာဗျာ။ Ronaldo Ronaldo နေရာမှာပဲကစားရမှာဗျာ။ဟုတ်တယ်မလား။ဂိုးသမားဂိုးသမားနေရာမှာပဲကစားရမှာပေါ့။ခြေရန်ခြေရန်သမားနေရာမှာပဲကစားရမှာပေါ့။ဒါမျိုးမဟုတ်ဘဲနဲ့ Bradley ရှိတယ်။စားထွင်း Frimpong နဲ့စားထိုးပေါ့။ ကျွန်တော်ဆိုလို့ကျင် frame bound right back နေရာနဲ့ခေါ်ထားဘာလို့ server slide ကိုအနောက်ကိုချပြီးတော့ frame bound စာလက်နေရာမှာထားတယ်လဲကျွန်တော်ဆိုလို့ကျင်ဟုတ်လားနောက်ရကာကက်ရှိရဗျ Robertson ဘာဖြစ်လဲ Robertson ကတက်ခိုင်မပြည့်ကွာလို့ bench မှာတွေ့နေရတာပဲဗျ Robertson ကာကက်ဘက်ကမထိန်းနိုင်တာတွေရှိတယ်အာမတ်ကိုသူမထိန်းနိုင်ဘူးမနေရပွဲဆိုလို့ရှိရင်ပထမ goal ဆိုလဲ effect site ကပဲတွားထားပါတော့ပထမ goal ကနည်းနည်း reason ပေးလို့ရတယ်ဟိုမှာ Mike Allister နဲ့ Van Dijk နဲ့ခေါင်းနဲ့ထိပြီးနာနေတဲ့အချိန်မှာ ဗန်ဒိုက်ဆိုလည်းအဲ့လိုသူအသိပေါ်ချင်းထိပြီးနာွားတဲ့အချိန်မှာသူကြုံယုံပြီးပြန်ပြေးတက်လာတာဗျာဒါတော့သူ cover မလုံးနိုင်တာတော့အပြစ်ပြားကြီးပြောလို့တော့မရဘူးခွန်နတီ cover လောက်ရမှာခွန်နတီကခြေလမ်းလဲတာတယ်လူကောင်လဲကြီးရဲသားနဲ့အဘူမိုးကိုသူ block မလုံးနိုင်လိုက်ဘူးအဲ့ဘက်အပေါက်ကနေထွက်တော့မယ်အဘူမိုးထွက်တော့မယ်ဆိုတော့ကျွန်တော်တို့ဟိုဂျိုးယွန်းဟိုလူဘိန်းပရိသတ်လူကိုကိုခံယူရတယ်အဲ့လိုကျွန်တော်တို့လူမျိုးတော့မြင်တယ်ဗျာကိုင်းထဲမှာကစားနေတဲ့ player ကြီးပုံမြင်ရမှာမဟုတ်လား ောက်ပြီးတော့လည်း red van dyke နဲ့ quantity ကလည်း rhythm နေအောင်တယောက်နဲ့တယောက်ကအဲ harmony မဖြစ်ဘူးဗျာဟိုကြည်ရတာဟိုပြူပြဲတဲ့တွေဖြစ်နေတာပေါ့လေအဲ့တော့ gaggets ဆိုလည်းလူစားမလဲဘူးเนาะလူစားလဲပြန်တော့လေလူတွေကိုအဲ့လိုမျိုး sobo slime ကိုနောက်ကိုဆော့ဆော့ချလိုက်တာကျွန်တော်လုံးဝမကြိုက်တဲ့ကိစ္စပဲဗျာကိုင်းလေမှာမြိုင်မြိုင်ဆန်ဆန်နဲ့ဖြစ်နေရမှာဗျာမနေ့ကဆိုရင် MV မှာဗျာကျွန်တော် second ball ဆိုရင်အမြဲတမ်းမနိုင်ဘူး second ball လည်းမရဘူးမနေ့ကဆိုရင် ကွင်းလဲရောက်သွားလို့ရှိလို့ရှိရင်လေအမန်ချစ်စတာကွင်းလဲမရှိရင်မန်ချစ်စတာယူနိုက်တက်အသင်းကကွင်းလဲဘောလုံးကို second ball တွေဆိုသူတို့ပြန်ပြန်ရတယ်ဗျာကျွန်တော်ပြောရတယ်အဲ့ဒါကြီးကတော်တော်အဆင်မပြေရဗျာအဲ့တော့ဟိုမနေ့ကနီးပြီးတော့ဟိုကစားကွက်မှာလဲကျွန်တော်တို့မြင်တယ်ဂက်ပိုနဲ့ကာကက်စ်ဘက်က Manchester United က Ever side ကို block နှစ်ခုလောက် ပိတ်ထားတာကြာဘာလို့ advice ကြီးရပဲဖောက်လဲကျွန်တော်ပြောတာအလဲကိုမြန်အောင်ထည့်လိုက်ပါလားကျွန်တော်လူ brain လို့တွေးရနော်ဟုတ်တာကတ်တဂျုံတို့ဝင်လာစိုးပိုးဆိုင်လည်းရှိမယ်ဗျာမိုက်ကလစတာတော့ထားလိုက်တော့ခေါင်းပေါက်ထားလို့ထုတ်လိုက်စိုးပိုးဆိုင်လည်းရှိမယ်ကတ်တကတ်တဂျုံလည်းရှိမယ်ဗျာကျွန်တော်ပြောတာအလဲမှာခြေစားကူးလို့ရမယ်ဗျာကျွန်တော်ပြောတာအလဲမှာမြန်မြန်ဆန်ဆန် gravity bag နာဝါလို့ထားလိုက်တော့ဟိုမှာမဖြစ်ရင်ကျွန်တော်တို့ဒါ endo ထည့်မယ်ဗျာဟုတ်လားအလုံးလို့လို့ရနေတာပဲခြေစားကို ကျွန်တော်ပြောတာကက်ပုတ်နေရာပဲတုံတုံစာလန်းနေမှာဆိုစမ်းသုံးကြည့်ပါလားခြေစောက်ဘာဖြစ်လို့ဟို AM နေရာမှာထားတုံးနေရလဲမနေ့က AM နေရာလောက်မှာခြေစောက်ကစားနေရာကျွန်တော်တွေ့ရအဲ့တော့ကက်ပုတ်ကက်ပုတ်နေရာမှာလဲ Rio တယောက်လုံးရှိရယ်ကောင်းလေးကစိတ်တက်တက်ကြွတော့နေဘာဖြစ်လို့ဒီလိုပွဲနေမှာငါတို့အသင်းရှုံးနေဆိုသူ့မှာရှိသမျှ energy ကိုနှစ်ဆထုတ်ပြီးဖြုတ်မဲ့ကလေးတွေအဲ့ကလေးမျိုးထည့်လိုက်ရမှာလीရီယိုလုံးဝခောက်ထားတယ်ဘာမှမထည့်ဘူးလုံးဝဟို preseason ခြေစမ်းပွဲတွေတုန်းကတော့ကောင်းလိုက်တာ Rio เนาะသူ့ရဲ့ dribbling တွေရောသူ့ရဲ့ individual skill တွေရောဘောက်ဆဲဝင်တာတွေက gap ပိုးတဲ့အများကြီးတားတယ်ဗျကျွန်တော်အမှန်တမ်းပြောတာ gap ပိုးရဲ့တပေါက်က left ကနေထွက်ကိုအောင်ပြပြီး right ကိုတစ်ချက်ချိုးပြီးအဝေးတိုင်ကိုကန်တာတော့ gap ပိုးကတော့ဒါဆရာကြီးပဲဒါမဲ့သူ့ရဲ့အကန်ပေါက်ကိုလူတိုင်းကတိသွားပြီအဲ့တော့ရသလောက်နီးနေ block တယ်အဲ့လို block လို့လဲ gap ပိုးရဲ့ timing တွေကအောက်ပြီးတော့တိုင်ထိအလုံးနေဖြစ်ကုန်တာငကိုသူကန်နေကြတိုင်းမဲ့ချိုးပြီးကန်တယ်ဒါပေမဲ့ချိုးတဲ့အပေါက်တွေကို တစ်ဖက်နောက်တန်းတွေကအတင်းတိုင်းသဘောပေါက်သွားတဲ့အတွက်ကြောင့် block နေပြီ block နေတဲ့အတွက်ကြောင့် तू ကလွတ်အောင်ကန်ရတဲ့အတွက်ကြောင့် तू တိုင်မင်းကအောက်ပြီးအမြဲတမ်းတိုင်မင်းသွားတာထိနေအဲ့တော့ကျွန်တော်ဆိုလိုချင်တာမနေ့ကတော့ကျွန်တော်ပြောတယ်တရားစီလုံးမှာကျွန်တော်တို့ဘောလုံးတရားစီလုံးမှာဒါကျွန်တော် liverpool fan အနေနဲ့ပြောတာ manchester united fan တွေလည်းအတိုင်းပဲနေမှာပါ liverpool နဲ့ man u fan man u ပွဲရတော့ entertainment အပေးဆုံးပြဘာဖြစ်လို့ပျော်စရာလဲကောင်းတယ်တစ်ဖက်နဲ့တစ်ဖက်စနောက် မခံချင်အောင်ပြောဆိုပြီးတော့ကျွန်တော်တို့ကဒီပြိုင်ပွဲကြီးအပေါ်မှာအာရုံစူးစိုက်ကြတာ哦အဲ့တော့ဒီပွဲမှာ နိုင်နာရှုံးတာဆိုတာအသင်းတသင်းအနေနဲ့ပဲမဟုတ်ဘူးဗျတကဘာလုံးမှာရှိတဲ့ပရိသတ်တွေရဲ့တယောက်နဲ့တယောက်စကနာထိုးတာတွေလေးတိုက်တာတွေအဲအဲ့လိုမျိုးစကြနောက်ကြတဲ့အပေါ်မှာခံစားမှုတွေအများကြီးပါတယ်အဲ့တော့အာနက်စလော့မှာဒီပွဲကိုနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမရှိသေးဘူးလို့ကျွန်တော်ထင်တယ် မန်ချစ်စတာနဲ့ငါကန်ရတော့မှာပဲဒီပွဲကတမိုင်းကြောင်းဆင်လာလဲအမြဲတမ်းသူတို့နှစ်သင်းတူတယ်ကြီးခဲ့တယ်ဒီပွဲမှာငါလူထုတ်ပုံတွေငါအဲစမ်းတက်လို့မရတော့ဘူးငါလူတွေကိုဟိုနေရာရှုပ်လိုက်ဒီနေရာရှုပ်လိုက်လုံးလုံးမရတော့ဘူးဆိုတော့စိတ်လေးနဲ့ကစားရင်တော့အနည်းဆုံးသိရမှာလေကျွန်တော်ကတော့အဲ့လိုမြင်တယ်အဲ့တော့ဒီအရှုံးကဟိုဒီပြင်ပွဲတွေရဲ့ဆယ်ပွဲလောက်အရှုံးနဲ့ညီမျှတယ်ဗျအဲ့ဒါကတော့ကျွန်တော် compare လုပ်တာပေါ့ Manchester United ကို Old Trafford Old Trafford မှာရှုံးတာမဟုတ်ဘူးနော် Anfield မှာရှုံးတဲ့အရှုံးကဒီပြည့် English Premier League ဒီ Liverpool စေပွဲစတိုက်ရှုံးတဲ့အရှုံးနဲ့ညီပါတယ်အဲတော့ကျွန်တော်တို့က Liverpool ကိုတောက်လျှောက်အားပေးလာတဲ့ပရိသတ်တယောက်အနေနဲ့ဤပြမျိုးစုံကစားသမားမျိုးစုံနဲ့ဖြတ်သန်းနေတဲ့ Liverpool ဆိုတဲ့အသင်းကိုတောက်လျှောက်အားပေးလာတဲ့ပရိသတ်တယောက်အနေနဲ့ကတော့ Arne Slot ဒီပွဲတစ်ပွဲရှုံးလိုက် ဲ့ပြစ်ချက်နေတယ်ကျွန်တော်တို့က honest law အောက်လို့ကျွန်တော်တို့ကပြောလို့ရပြီဗျာခံစားမှုကအဲ့လောက်ပြင်းတယ်ဆိုတာကျွန်တော်တို့ကဟိုတက်တိဟိုနိုင်ရှင်ပြချင်တာဗျာအဲ့တော့ professional player professional နီးပြတယ်ဆိုတာဒီအသင်းကိုရောက်လာတယ်ခေါ်လို့ရောက်လာတယ်တရားစီနေရာစီ300စီ400စီ500စီအဆင်ပြေဆက်ကင်တဲ့အဆင်ပြေအောက်သွားတယ်ကွာသူတို့အတွက်နောက် professional ဖြစ်တဲ့အတွက်နောက်တစ်သင်းမှာသူတို့ရဲ့ဘဝသက်ဝန်းကျင်ကြောင့်တူတို့အလုပ်လုပ်ကြမှာကျွန်တော်တို့ fan နေကြတော့ မိပြတွေဘလို့ပြောင်းပြောင်းကစားသမားတွေဘလို့ဝင်ထွက်လှုပ်လှုပ်ကျွန်တော်တို့ကဒီအသင်းကိုအားပေးရင်ဒီအသင်းကိုပဲနှိရှိလာမြောက်လုံးဝကျွန်တော်တို့ကခိုင်ခိုင်မြဲမြဲအားပေးခဲ့ဆိုတော့သူတို့တဲ့ခံစားမှုပိုကြီးရဲ့ဗျအဲ့အားလေးကတော့ဒါကျွန်တော်ဖန်နေအားလုံးအတွက်ကျွန်တော်ကိုစားပြီးပြီးပြောပြရပါကျွန်တော်လီဗာပူးဖန်နေကြီးပဲမဟုတ်ပါဘူးကျန်တဲ့အသင်းရဲ့ဖန်နေလည်းအတိုင်းပဲရှိပါလိမ့်မယ်တကယ်ကိုဟိုခိုင်မာတဲ့ဖန်နေဆိုလို့ရှိရင်အဲ့တော့ဟာခုနပြောစို့ပေါ့ဒီပွဲရှုံးကတော့ကျွန်တော်တို့တော်တော်ခံစားခက်ပါတယ် ့ Old Trafford မှာပြန်တွေ့မဲ့အချိန်မရောက်မချင်းကျွန်တော်တို့လူကလိမ့်ကနဲ့ခံနေရအောင်ပါပေါ့လေအဲတော့ Old Trafford မှာပြန်ဆုံမဲ့နေ့ကိုအများဆုံးရောက်ပါစေလို့ဆုတောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ် You will never walk alone